်ထာဝရဘုရားဤမင်္ဂလာနှစ်ကာလကိုကြားပြောခြင်းကလကောင်ငါ့ကိုဇေလွတ်တော်မူပြီတဲ့ဘယ်အပိုင်းကြံသွားလဲခုနကျွန်တော်တို့ဖတ်ခဲ့တယ်လေဟိရှာ okay ပြန်သွားမယ်ဟိရှာ62ကိုကြည့်ပါအောင်နှစ်ပိုင်းမဟုတ်ဘူးလားထာဝရဘုရားဤမင်္ဂလာနှစ်နှစ်ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလဒါမဲ့သခင်ယေရှုဖတ်တော့ဘယ်တစ်ခုပဲပြောသွားလဲထာဝရဘုရားဤမင်္ဂလာနှစ်ကာလလွတ်ခြင်းကြောင့်ပဲပြောသွားတယ် ါဆိုရင်ဘာကြံသွားလဲအပြစ်ပေးရကာလကြံနေဘာကြောင့်ဘာဟုတ်ပြောချင်တာလဲခုနရုံကသူ့အနေနဲ့လာတဲ့အပိုင်းနဲ့ခြင်သေးလူလာတဲ့အပိုင်းကိုခွဲပြီးပြောသွားတာသရဖျားမင်္ဂလာနှစ်ကာလကျွန်တော်တို့အတွက်ဝမ်းမြောက်ဖို့သခင်ယေရှုရဲ့အသေးခံခြင်းအကြောင်းပြောတာအဲ့ဒီကာလကိုကျွန်တော်တို့အရင်ဆုံးသွားတာဒါဆိုဘာကြံသေးလဲအိုး Jubilee ပြီးရင်ပါလာ Judgment လာမယ် ဒါဆိုကားတိုင်းမှာဖះစီရင်ပြီးမဟုတ်လားဆရာဒေးဝေကင်အားလုံးပြီးသွားပြီမဟုတ်လားပြီးသွားပြီ